ကဲအလုံးဝင်ကလာပြတ် JDS channel မှာလွေထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်တို့မြန်မာပြည်သက်တွေအားလုံးစိတ်ဝင်စားနေမလွတ်တမ်းဆောင်မျိုးကြည့်ရှုတွားရမယ်ဒီလာမယ့်ဒီဇင်ဘာလ9ရက်နေ့ UFC 323ဆိုတဲ့ခေါင်းစဉ်အောက်ကနေဒုတိယကောင်ပွဲကြီးအနေနဲ့ချန်ပီယံကပ်ပတ်လူပွဲကြီးကိုချန်ပီယံထိုးတက်သွားမယ် Joshua Van နဲ့ပတ်သက်ပြီးတော့မှစိတ်ဝင်စားဖို့ကောင်းတဲ့အချက်၄ချက်ကိုဒီဗီဒီယိုကြည့်နေတဲ့ပြည်သက်တွေနဲ့အတူမျှဝေတုံတက်ဆွေးနွေးတင်ဆက်ပြီးတော့မှဖြစ်ပါတယ်အဲ့တော့ဘယ်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်၄ချက်ဖြစ်မလဲဗျနံပါတ်1ကတော့ Joshua Van ရဲ့ ခက်ခဲကြမ်းတမ်းလွန်လာတဲ့ UMC ခီးချင်းအဲ့တော့ဒီနံပါတ်1မှာဆိုရင်တော့ Joshua Van ဟိုးဒီ fighter ဘွားအစပိုင်းမှာကလေးပေါ့နော်ဒါ UMC လမ်းကြောင်းအထိရောက်လာဖို့အတွက်နောက်ပြီးတော့မှဒီ UMC ဒါလမ်းကြောင်းရောက်ရှိသွားတဲ့အချိန်မှာဆိုရင်လည်းသူ့အနေနဲ့ဒါဘလူမျိုးအခက်ခဲတွေကြုံတွေ့ရပြီးတော့မှဒီခက်ခဲကြမ်းတမ်းလွန်လာတဲ့ဒီလန်ခီကိုဘယ်လိုမျိုးရှောက်လန်ခဲ့တယ်လဲဆိုတာ ਨੇ ပတ်သက်ပြီးဒါအသေးစိတ်လေးတင်ဆက်ပြီးတော့မှဖြစ်တယ်ပေါ့နော်အဲ့တော့နံပါတ်1မှာဆိုရင်တော့ UFC နာမည်ကြီးချန်ပီယံနဲ့ဒီနာမည်ကြီးဖိုက်တာတွေဒါလိုက်ဖို့ ီခက်ခဲတဲ့ဂျိုရှော်ဗန်ရဲ့စံချိန်အကြောင်းလေးကိုတင်ဆက်ပေးတော့မှာဖြစ်တယ်ဗျအဲ့တော့ဒီစံချိန်တွေနဲ့ပတ်သက်ပြီးတော့မှအဓိကအားဖြင့်ကတော့ဒီတော်တော်များများပေါ့နော်ဒီလိုက်လို့ခက်ခက်ခက်ခဲဖြစ်တဲ့ဒီစံချိန်တွေကိုပဲဒါအဓိကဒါတင်ဆက်ပေးတော့မှာဖြစ်တယ်ပေါ့နော်အဲ့တော့နံပါတ်3မှာဆိုရင်တော့ UFC 323မှာပေါ့နော်ဒါချန်ပီယံခပ်ပလုပွဲအတွက်ဒါဂျိုရှော်ဗန်ရဲ့ဒီစိတ်ဝင်စားဖို့ကောင်းတဲ့ထူးကြီးအကြောင်းပေါ့နော်ဂျိုရှော်ဗန်အနေနဲ့ဒီလာမယ့်ချန်ပီယံခပ်ပလုပွဲမှာထူးကြီးက ဒါဘလောက်အတိုင်းတာထိရရှိသွားနိုင်ချေရှိတယ်လေပေါ့နော်အဲ့တော့ဒီထိုးကြီးနေရာမှာကျွန်တော်တို့ဒီနိုင်ရင်ရရှိသွားနိုင်မယ့်ထိုးကြီးပြီးပြီဆိုရင်ဒါရှုံးမယ်ဆိုရင်လည်းဒါရှုံးတဲ့ထိုးကြီးအနေထားလေးကိုဒါတင်ဆက်ပေးတော့မှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့နံပါတ်၄မှာကတော့ချန်ပီယံခပ်ပတ်လူပွဲမှာအကယ်၍ဒါဂျော့ရှာမန်နိုင်ခဲ့မယ်ဆိုရင်တော့သူ့အနေနဲ့နောက်ထပ်ဒါတင်သွားနိုင်မယ့်ဒီစံချိန်တွေအကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ နံပါတ်1အကြောင်းအရာကနေပြီးတော့မှစလိုက်ချင်ပါလေ။နံပါတ်1ကတော့ Joshua Van ရဲ့ဒီခက်ခဲကြမ်းတမ်းလွန်းလာတဲ့ UFC ခီးကြမ်းပေါ့နော်။အဲ့တော့ကျွန်တော် Joshua Van ဆိုတာဘယ်သူလဲလို့ဒါပြောလိုက်မယ်ဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့ပရိသတ်တွေအားလုံးကသိကြလိမ့်မယ်လို့ထင်တယ်ပေါ့နော်။အဲ့တော့ Joshua Van ကဒီချင်းပြင်းတဲ့ဟာခါမှာဒါမွေးဖွားလာခဲ့တဲ့ဒါ fighter တူဦးဖြစ်ပါလေ။သူ့ရဲ့နာမည်အရင်ကတော့ Joshua Van Bowie Twang လို့ခေါ်တယ်ပေါ့နော်။ဒါကတော့ချင်းနာမည်ဖြစ်ပါလေဗျ။တကယ်ကျွန်တော် fighter ရဲ့နာမည်ကတော့ဒါ Joshua Van ပေါ့နော်။နာမည်ပြောင်းကတော့ The Fearless လို့ခေါ်တယ်ဒါအကြောင်းယွန်းမဲ့ပြီးတော့မှပြောမယ်ဆိုတော့ဇွဲတတိရှိတဲ့ fighter တဦးအဖြစ်ဒါတင်စားခံထားရတယ်ဗျာနော်အဲ့တော့ Joshua Van Gogh တော့ဒီကျွန်တော်အော်တိုဘာလ10ရက်နေ့2000နဲ့တခုနှစ်မှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်လက်ရှိအချိန်မှာကတော့အသက်20နဲ့4နှစ်အရွယ်ကိုရောက်ရှိနေပါပြီအဲ့တော့သူတို့မှာဒါမိသားစုပြောမယ်ဆိုရင်တော့ဒီအလုံးပေါင်းမှာဆိုရင်တော့9ယောက်ရှိမယ်ဗောနော် ဲ့တော့ဒါတော့မတန်းတွေအရာကိုပြောပြတာဖြစ်တယ်ပေါ့နော်ကျွန်တော်အနေနဲ့ဒါအတိကျတော့မသိဘူးဒါမွေးချင်းတော့9ယောက်ရှိတယ်လို့သိတယ်အဖေမင်းနဲ့ပေါင်းလိုက်မယ်ဆို9ယောက်ပေါ့နော်အဲ့တော့ဂျော့ရှာဖန်ကဒါနှစ်ပတ်3-4လောက်ဖြစ်မယ်ဗျအတိကျတော့ဒါကျွန်တော်လဲဒီမလေးလာထားတဲ့အတွက်ကြောင့်ဒါမပြောပြနိုင်ပေါ့နော်ဒီဗီဒီယိုကြည့်နေတဲ့ဒါပရိသတ်တွေထဲမှာတိမယ်ဆိုရင်လေကျွန်တော်အောက်ကခုံးမှတ်မှာဝင်အောင်ပြောတော့လို့ရပါလေအဲ့တော့ဂျော့ရှာဖန်ကဒီ2000နဲ့73ပေါ့နော်2013မှာမှ သူရဲ့အသက်ပြောမယ်ဆိုတော့ဒီ၁၂နှစ်အရွယ်မှာမှသူတို့မိသားစုတစုလုံးကဒါကျွန်တော်ဒီအမေရိကန်ဟူစတန်တက်ဆက်ကိုပြောင်းသွားခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီမတိုင်ခင်မှာဆိုတော့ဂျော့ရှမန်ဒီ၁၀နှစ်လောက်ရောက်တဲ့အရွယ်မှာဆိုရင်တော့သူအနေနဲ့ဒီမလေးရှားနိုင်ငံမှာကျွန်တော်ခဏတဖြုတ်ဒါနေခဲ့တယ်ပေါ့နော်မလေးရှားနေပြီးတော့မှဒါစင်ကာပူကိုပြောင်းသွားတာဖြစ်ပါတယ်အဲ့တော့ဒီဟာခါဒီချင်းပြည်နယ်ဟာခါမြို့ကနေပြီးတော့ဒီမလေးရှားကိုအရင်ရောက်တယ်အဲ့တော့မလေးရှားနေတဆင့်ဒါ US ကိုရောက်ရှိသွားခဲ့တာဖြစ်တယ်ပေါ့နော် အဲ့တော့လက်ရှိအချိန်မှာတော့ဂျိုရှွာမန်တို့မိသားစုကတော့6ဦးပဲကျန်ရှိမှာတော့တယ်။ဒါသူ့ရဲ့ဖေကတော့2019ခုနှစ်မှာဒါဆုံးပန်းသွားခဲ့တယ်ပေါ့နော်။အဲ့တော့မိသားစုတစုလုံးကတော့ဒါခရီးရန်ဘာတာကိုဂိုးွယ်ကြပါတယ်။ဂျိုရှွာဖန်နေနဲ့ကတော့သူ့ရဲ့ဒီဖိုက်တာဘွားကို2020ခုနှစ်မှာစတင်ခဲ့တယ်လို့ပြောလို့ရတယ်ဗျ။2020ခုနှစ်မှာကတော့ဒါ professional MMA ပွဲစဉ်ပွဲတွေဒါစတင်ပြီးတော့ထူးတက်တာမျိုးမရှိသေးဘူး။ဒါအပျော်တမ်းဘွားအနေနဲ့ ဒီ2020မှာဒါ၄ပွဲလောက်ရှင်ပြန်ထူးတက်ခွင့်ရရှိခဲ့တယ်ဗောနော်အဲ့တော့အဲ့ဒီ၄ပွဲစလုံးကိုသူ့အနေနဲ့လုံးဝရှုံးဝဲမရှိဒါအနိုင်ရယူပြန်ထားတယ်အဲ့တော့2020ပြီးသွားတဲ့နောက်ပိုင်းမှာ2021ခုနှစ်ရောက်တဲ့အချိန်မှာမှပဲသူ့ရဲ့ဒီ professional MMA fighter ဘဝကိုဒါ Fury Fighting Championship ဆိုတဲ့ဒါ UFC ရဲ့ဒီလက်အောက်ကအဖွဲ့အစည်းတွေကနေပြီးတော့မှဒါစတင်ရှောက်လန်းခဲ့တယ်ဗောနော်အဲ့တော့အဲ့ဒီ Fury Fighting Championship အဖွဲ့အစည်းမှာ Joshua Van Nee နဲ့ ဒါ MMA ပွဲစဉ်ပေါင်းကို10ပွဲအထိသာရှင်ပြန်ထူးတက်ထားခဲ့တယ်ဗျ။အဲ့ဒီထဲမှာဆိုရင်တော့သူ့အနေနဲ့က9ပွဲရောနိုင်ရရှိထားပြီးတပွဲတာရှုံးနေထားပါတယ်။အဲ့တော့ပြောဆိုဒီ2000နဲ့21ကနေပြီးတော့မှဒီ2000နဲ့22ဒါဒီဇင်ဘာလ18ရက်နေ့အထိကိုသူ့အနေနဲ့ဒါ Fury Fighting ဒီ Championship မှာဒါရှိနေတာပေါ့နော်။အဲ့တော့ Joshua Van အနေနဲ့ဒီ Fury Fighting Championship ဆိုတဲ့ဒီအဖွဲ့အစည်းမှာ2022ခုနှစ်2022ပေါ့နော်ဒီနှစ်နှစ်လုံးမှာသူ့အနေနဲ့ flight week တန်းမှာပဲရှင်ပြန်ထူးတက်ခဲ့တာဖြစ်ပါတယ်။အဲ့တော့ flight week တန်းမှာဆိုရင်တော့သူ့အနေနဲ့အစောပိုင်းမှာကျွန်တော်တို့ဒီဇင်ဘာလ18ရက်နေ့2022ခုနှစ်အထိရှင်ပြန်ထူးတက်ခဲ့တယ်ပေါ့နော်။အဲ့ဒီဒီဇင်ဘာလ18ရက်နေ့မှာပဲသူ့အနေနဲ့ဒီ flight week ဒီ champion cup လုပွဲကိုရှင်ပြန်ထူးတက်ခွင့်ရရှိခဲ့တယ်။အဲ့တော့သူ့ရဲ့ပြိုင်ဖက်အနေနဲ့ကတော့ဒါ Cleveland McLean လို့ခေါ်တယ်ပေါ့နော်။အဲ့ဒီ fighter ကိုသူ့အနေနဲ့ဒါချုပ်ကွက်နဲ့အနိုင်ရယူပြီးတော့မှ Joshua Van ကဒီကျွန်တော်တို့ Fury Fighting Championship မှာ flight week champion တအူးအနေနဲ့ကျွန်တော်ဖြစ်လာခဲ့တယ်ပေါ့နော်။ ဲ့တော့အဲ့ဒီ champion ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ Joshua Van ကဒီ Fury Fighting Championship မှာဒါပွဲတွေမထိုးတော့ဘူးအဲသူအနေနဲ့ UFC အဖွဲ့အစည်းကိုဒါဝင်ဖို့တွေစတင်ပြီးတော့ပြင်ဆင်နေတဲ့အချိန်ပေါ့နော်အဲ့တော့အဲ့2022ကဒီဒီဇင်ဘာမှာနောက်ဆုံးထိုးတာဆိုတော့2022လည်းပြီးရော2023ကျွန်တော် August လ10ရက်နေ့ရောက်တဲ့အချိန်မှာမှ Joshua Van ကဒီ Dana White ကိုနနာ Series 57ဆိုတဲ့ခေါင်းစဉ်အောက်မှာဒါပွဲထိုးခွင့်ရရှိလာခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဒီအချိန်မှာတော့ဆိုရင်တော့သူအနေနဲ့ဒီ ဘယ်သူနဲ့ရှင်ပြန်ထိုးတက်ရမလဲဆိုတာသိထားပြီးသားပေါ့နော်တို့ပေမဲ့လည်းအဲ့ဒီဒနဝိုက်ကွန်နနာစီးရီးမှာသူ့အနေနဲ့ဒါပွဲထိုးဖို့လောက်ရာကနေပြီးတော့မှဒါရုပ်တရက်ကြီးကျွန်တော်တကယ့်ကိုဒီ UFC ABC fight ဆိုတဲ့ခေါင်းစဉ်အောက်မှာကျင်းပပြုလုပ်သွားမယ့်ပွဲစဉ်မှာပေါ့နော်ဒါဒီ through flyweight တန်းကတွဲဆိုင်တဆိုင်က fighter တူကဒီပွဲနှုတ်ထွက်သွားတယ်အဲ့ဒီအချိန်မှာ Joshua Van ကတခါနဲ့ကျွန်တော်အဲ့ပွဲနှုတ်ထွက်သွားတဲ့အနေထားမှာသူကအစားဝင်ပြီးတော့မှဒါဒီကျွန်တော် Russia က fighter တူဖြစ်တဲ့ ဒီ Zeiss Zumagulon ဆိုတဲ့ fighter နဲ့လာရှင်ပြန်ထိုးတက်ခွင့်ရရှိခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ Zeiss Zumagulon နဲ့မထိုးတက်ခင်မှာဆိုရင်သူ့အနေနဲ့ဒီ Kevin Bouja ဆိုတဲ့ fighter နဲ့ရှင်ပြန်ထိုးတက်သွားမှာဖြစ်တယ်ပေါ့နော်တို့တို့ပြင်မဲ့လေသူရဲ့ဒီကန်ဂျမာကတခါလေးကိုကျွန်တော်ဒီ Tanawai Konada series မှာထိုးတက်စရာမလိုဘဲနဲ့တခါလေးဒီ UFC ပွဲကြီးမှာပွဲဦးထွက်အနေနဲ့လာရှင်ပြန်ထိုးတက်ခွင့်ရရှိသွားခဲ့တယ်ဗျအဲ့တော့အဲ့ဒီအခွင့်အရေးကိုလည်း Joshua Van ကိုတိုင်ကလည်းဒါလက်ခံခဲ့တဲ့အပြင်ဒါဒီ UFC ဘက်ကလည်း Joshua Van ရဲ့ဒီစွမ်းဆောင်ရည်ကိုလိလာကြည့်ရှုတာလည်းပါမယ်ပေါ့နော် ဲ့တော့ Joshua Van ရဲ့ကစားပုံတွေကြည့်လိုက်မယ် defender တပ်ပေါက်စုံနဲ့ဒါအလားအလာရှိတဲ့အနေအထားမျိုးတွေတွေ့ရတဲ့အတွက်ကြောင့်မို့ဒါတခါလေးပဲကျွန်တော်ပွဲကြီးမှာဒါရှင်ပြန်ထူးတက်ခွင့်ရရှိခဲ့တယ်လို့ပြောမယ်ပေါ့နော်အဲ့တော့ဒါကတော့ပထမပွဲတစ်ပွဲမှာ Joshua Van ကဒါလူစားဝင်အနေနဲ့ရှင်ပြန်ထူးတက်သွားခဲ့ရတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ Joshua Van နဲ့ UFC မှာရှင်ပြန်ထိုးတက်ထားခဲ့တဲ့မှတ်တမ်းကိုကျွန်တော်တို့တွားပြီးတွားပြီးတော့မှလိလာကြည့်လိုက်မယ်ဆိုတော့ဒါကိုပွဲအထိရှင်ပြန်ထိုးတက်ထားတယ်အဲ့ဒီထဲမှာဆိုတော့ ရှစ်ပွဲအနိုင်ရရှိထားပြီးတပွဲလာရှုံးနေထားတယ်ပေါ့နော်အဲ့တော့အခုကျွန်တော်တို့ပြောဆိုသွားခဲ့တာဆိုတော့ဒါပထမတပွဲပထမတပွဲမှာအစောပိုင်းကျွန်တော်ပြောတဲ့ Russian Fighter ဒါ Zuma Gulon နဲ့ရှင်ပြန်ထိုးတက်ပြီးတော့မှသူ့အနေနဲ့ဒီ split decision နဲ့ကပ်ပြီးတော့မှအနိုင်ရရှိသွားခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဒီနောက်ပိုင်းမှာဆိုတော့ Joshua Van ကဒီနောက်ထပ်သူ့အနေနဲ့ဒီ Kevin Bouchas ပေါ့နော်သူနဲ့ဒီကျွန်တော်ဒနဝိုက်ခုနကစီးလို့မှရှင်ပြန်ထိုးတက်ဖို့လုပ်ခဲ့တဲ့ fighter နဲ့ဒါပွဲတယ်ပေးချင်းခံရတယ်ဗျသူ့အနေနဲ့ဒီ Kevin Bouchas နဲ့ရှင်ပြန်ထိုးတက်ပြီးတော့မှဒါအမှတ်နဲ့ ပြိုင်ဖက်ကိုအနိုင်ရယူသွားခဲ့တယ်ပေါ့နော်အဲ့တော့ဒါကတော့ဒုတိယပွဲစဉ်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒုတိယပွဲစဉ်ပြီးသွားတဲ့နောက်ပိုင်းမှာဂျော်ရှာဗန်ကသူ့အနေနဲ့ဒီဖီလစ်ဘူးနက်ဆိုတဲ့ဖိုက်တာနဲ့ပြန်ပြီးတော့မှဒါရှင်ပြန်ထူးတက်ခွင့်ရရှိခဲ့တယ်ဗျ။အဲ့တော့အဲ့ဒီဒုတိယပွဲဒီတတိယပွဲစဉ်ပေါ့နော်တတိယပွဲစဉ်ကနည်းနည်းလေးတော့ထူးခြားတယ်။ဒါပြိုင်ဖက်ကအပြောင်းအလဲဖြစ်သွားတဲ့အချိန်မှာဂျော်ရှာဗန်ကလူစားဝင်ပြီးတော့မှရှင်ပြန်ထူးတက်ပေးရတာဖြစ်တယ်ဗျ။အဲ့တော့အဲ့လိုနဲ့ပဲသူ့အနေနဲ့ဒီ2024ပေါ့နော်ဇန်နဝါရီလ17ရက်နေ့မှာဖီလစ်ဘူးနက်ဆိုတဲ့ ဖိုက်တာနဲ့ရှင်ပြန်ထိုးတက်ပြီးတော့မှဒါပြိုင်ဖက်ကိုဒုတိယအချိန်မှာပဲကျွန်တော်တက်ကင်းနဲ့နော့ကောက်နဲ့အနိုင်ရရှိသွားခဲ့တယ်ဗျ။အဲ့တော့အဲ့ဒီပွဲစဉ်ကဆိုတော့ဒီ UFC Fight Night ဒါ234ဆိုတဲ့အမတ်စဉ်ကောင်းစဉ်အောက်ကနေဒါရှင်ပြန်ထိုးတက်ပြီးတော့မှသူရဲ့ဒီ UFC Fighter ပွဲမှာပထမဦးဆုံးတော့ဒါအလဲထိုးနဲ့နိုင်ခဲ့တဲ့ပွဲစဉ်တစ်ပွဲအဖြစ်ဒါမှတ်တမ်းဝင်ခဲ့တယ်ဗျနော်။အဲ့တော့၃ပွဲမြောက်ပြီးတော့ဗျာ၄ပွဲမြောက်သွားလိုက်၄ပွဲမြောက်မှာဆိုရင်တော့ Joshua Van ကဒါ UFC Fight Night ပေါ့နော်240ဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့မှဒီ ဧပြီလ6ရက်နေ့2024မှာဒါလူကရူချာကမူလမှာဆိုတော့သူ့အနေနဲ့ဒီဂျိုးစ်ဂျွန်ဆန်နဲ့ရှင်ပြန်ထိုးတက်သွားမှာဖြစ်တယ်ဗောနော်အဲ့တော့ဂျိုးဂျွန်ဆန်ကနှုတ်ထွက်သွားခဲ့တယ်အဲ့တော့ဂျိုးချော်ပန်နေနဲ့လူကက်ရူချာနဲ့ရှင်ပြန်ထိုးတက်ဖို့အတွက်ဒါရည်ရွယ်ခဲ့တယ်ဗောနော်အဲ့တော့အဲ့ဒီနောက်ပိုင်းမှာတကယ်ပဲကျွန်တော်ပွဲကကြည့်ရတော့မယ်လို့ထင်မှတ်ထားခဲ့တယ်သူ့အမေနဲ့ပွဲနာနီးတဲ့အချိန်မှာဒါရူချာကဒီဒဏ်ရာချင်းနေအကြောင်းပြပြီးတော့မှဒါပွဲကနေနှုတ်ထွက်ပြီးတော့မှအဲ့ဒီပွဲကလည်းပြတ်သွားခဲ့တယ်ဗျအဲ့တော့ပွဲပြတ်ပြီးတော့လည်းနောက်ပိုင်းမှာဂျိုးချော်ပန်ကိုနောက်ထပ်ကျွန်တော်တို့ ဒါတေယုကဖိုက်တာတူနဲ့ဒီစမူတာအာဂျီနဲ့ဒီ2024ဂျွန်လ3ရက်နေ့မှာ UFC ဘက်ကပွဲပြန်ပြီးတော့မှတည်ပြီးခဲ့တယ်ပေါ့နော်အဲ့ဒီပွဲကိုတော့ကျွန်တော် UFC 302ဆိုတဲ့ခေါင်းစဉ်အောက်ကနေပွဲတည်ပြီးတော့မှဖြစ်ပါတယ်ဒါ့ပေမဲ့လည်းဒါစမူတာအာဂျီကဒီပြန်ပြီးတော့မှနှုတ်ထွက်သွားခဲ့တယ်ဗျဘာကြောင့်လဲဆိုတော့တော့ကျွန်တော်ဒီအတိအကျတော့မသိလိုက်ရဘူးအဲ့တော့အဲ့လိုနှုတ်ထွက်သွားတဲ့အနေအထားမှာသူ့ရဲ့နေရာမှာကျွန်တော်ဒီဂျပန်ကဖိုက်တာတူဦးဖြစ်တဲ့ Tetsuro Taira ကို ဒါအစားထိုးလိုက်တယ်ပေါ့နော်သက်ဆူရိုထိုင်ရာကတော့ဒါပရိသတ်တွေအားလုံးတိကျမယ်အလုံးဝရှုံးပွဲမရှိထားနေတဲ့ fighter တူပေါ့နော်အဲ့တော့သက်ဆူရိုထိုင်ရာကိုဒါအစားထိုးလိုက်တယ်အဲ့တော့ဒီပွဲကလည်းကျွန်တော်တို့အနေနဲ့ဒါဖြစ်ပေါ်လာမယ်တကယ်ပဲကြည့်ရတော့မယ်လို့ဒါမျှော်မှန်းထားခဲ့တယ်ပေါ့နော်တကယ်ကျွန်တော်တို့ပွဲချင်းပါတဲ့အချိန်မှာဒါ UFC ဘက်ကလည်းအဲ့ဒီတွဲဆိုင်ကိုကျွန်တော်ပယ်ဖြတ်ပြီးတော့မှဒီ Joshua Van ကိုပေါ့နော်ထပ်ကအိုလံပီကွန်နဲ့ဒါပွဲပြန်တဲပင်းလိုက်တယ်ဗျအဲ့တော့အစောပိုင်းကကျွန်တော်ပြောခဲ့တဲ့ဒီသက်ဆူရိုထိုင်ရာရောပြီးပြီဆိုရင်ထက်ကအိုလံပီကော့ဒီနှစ်ဦးစလုံးက ဂျော့ရှော်မန်နဲ့ရှင်ပြန်ထိုးတက်ဖို့အတွက်ဒါအစီမပြေခဲ့ဘူးဒါအကြောင်းရင်းမျိုးမျိုးကြောင့်ဒန်ယာကြောင့်ရောနောက်နောက်ပြီးတော့ဒါဝိတ်မဝင်နိုင်ခဲ့တဲ့အကြောင်းရင်းကြောင့်ရောပြန်ဖက်တွေကဒီနှုတ်ထွက်သွားခဲ့တယ်ပေါ့နော်ဒီနောက်ပိုင်းကျွန်တော်တို့ဒီဂျွန်လိုင်လ23ရက်နေ့2024ရောက်တဲ့အချိန်မှာဒါ UFC ဘက်ကဂျော့ရှော်မန်ကိုချားဂျွန်ဆန်နဲ့ပွဲပြန်တဲပြီးခဲ့တယ်ဗျအဲ့ဒါကတော့ကျွန်တော် UFC on ဒီ ESPN 59ပေါ့နော်အဲ့ဒီခေါင်းစဉ်ကနေဒါပွဲတဲပြေးလိုက်တာဖြစ်ပါတယ်အဲ့တော့အဲ့ဒီပွဲစဉ်ကတော့ဂျော့ရှော်မန်ရဲ့ဒီ UFC ဖိုင်တာပွဲမှာပထမဦးဆုံးတော့ ဒီအလဲထိုးနဲ့ရှုံးခဲ့တဲ့ပွဲစဉ်တပွဲဖြစ်သွားခဲ့ရတယ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်ကတော့အလုံးလေးတိကျတဲ့အတိုင်းပဲသူအနေနဲ့ညှင့်လို့ရှုံးတာမဟုတ်ပဲねပြန်ဖက်ကလုံးဝကျွန်တော်ဒီမထင်မထားတဲ့အနေထားကနေပြီးတော့မှဒါအလဲထိုးပြီးတော့အနိုင်ရယူသွားခဲ့တာပေါ့နော်တကယ်တမ်းပြောမှဆိုဂျော်ချောင်ဗန်နေနဲ့လေဒီတတိလက်လွတ်အနေငယ်လေးဖြစ်သွားတဲ့အနေထားမှာဒါအငိုက်ပြီးခံလိုက်ရပြီးတော့မှအလဲထိုးနဲ့ရှုံးရှုံးသွားခဲ့ရတာဗျအဲ့တော့အဲ့ဒီ2024စက်တင်ဘာလ14ရက်နေ့ပွဲပြီးတော့တဲ့နောက်ပိုင်းမှာနောက်ထပ်ကျွန်တော်2024ခုနှစ်မှာပဲဒီဇင်ဘာလ9ရက်နေ့မှာဆိုရင်တော့ UFC ဘက်ကဂျော်ရှာဘန်ကို ခိုရီဒါတန်ဆိုတဲ့ဒါ US ကဖိုင်တာတူဦးနဲ့ပွဲတယ်ပြေးလိုက်တယ်ဗျအဲ့တော့ထူးထူးခြားခြားပဲကျွန်တော်ဒီဖိုင်တာနဲ့ပွဲတယ်ပြေးလိုက်တဲ့ပွဲစဉ်ကဂျော်ရှောဗန်နဲ့ဒါပွဲပြတ်တာမျိုးလည်းမရှိဘူးဂျော်ရှောဗန်အနေနဲ့လည်းဒါလူစားဝင်ပြီးတော့မှရှင်ပြန်ထိုးတက်ထားရတာမျိုးလည်းမဟုတ်ဘူးနော်အဲ့တော့ဒီပွဲစဉ်တပွဲကတော့ဂျော်ရှောဗန်အနေနဲ့လုံးဝကျွန်တော်ပြန်ဖက်တွေအပြောင်းလဲချာနေထိုးတက်ရတာမျိုးမဟုတ်မနဲ့ကောင်းကောင်းမွန်မွန်ဒါပွဲတယ်ပြီးတော့မှအပြန်လန်ကျွန်တော်တို့စကလုံးစစ်တိုက်ပြီးတော့မှပွဲထိုးတက်ခွင့်ရရှိလာခဲ့တာဖြစ်တယ်ဗောနော်အဲ့တော့ဂျော်ရှောဗန်ကအဲ့ဒီခိုရီတာတန်ဆိုတဲ့ US ဖိုင်တာကို ကျွန်တော် UN နဲ့နံပါတ် decision ပေါ့နော်အမတ်အပြတ်တက်နဲ့ဒါအနိုင်ရရှိသွားခဲ့တယ်ဗျအဲ့တော့ကျွန်တော်ကြီးလိုက်မယ်ဆိုတော့ဒီ Cody Dutton နဲ့ပွဲအထိပေါ့နော်ဂျိုရှောင်းဘန်ကကျွန်တော်ရှိမှာတောင်းလျှောက်ပြန်ဖက်အပြောင်းလဲနဲ့တွဲဆိုင်တွေဒီအပြောင်းလဲလုလုခံရတာရောပြီးရင်ပွဲကပြတ်သွားခဲ့ရတော့ပေါ့နော်အမျိုးမျိုးကျွန်တော်ကြုံတွေ့ခဲ့ရတာမျိုးတွေ့ရတယ်အခုကျွန်တော်ဒီ Cody Dutton နဲ့ရောက်တဲ့အချိန်မှာပဲဂျိုရှောင်းဘန်ကတတ်တာရရောက်ရှိသွားခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဒီနောက်ပိုင်းမှာကျွန်တော်2000နဲ့ 25ပေါ့နော်ဒီနေ့ကျွန်တော်မတ်လ6ရက်နေ့မှာဆိုတော့ဂျော်ရှာဗန်ကဒီဘရူနိုဆီဗာဆိုတဲ့ဘရာဇီးယားဖိုက်တာနဲ့ပွဲတည်ပြီးချင်းခံရတယ်ဗျအဲ့တော့ပြောမယ်ဆိုတော့ဘူနိုဆီဗာနှုတ်ထွက်သွားခဲ့တယ်နှုတ်ထွက်သွားခဲ့တော့ဒီဒန်ယာကြောင့်နှုတ်ထွက်သွားခဲ့တာပေါ့နော်အဲ့လိုအနေထားမှာဂျော်ရှာဗန်ကဒါအစားဝင်ပြီးတော့မှဂျပန်ဖိုက်တာတူဖြစ်တဲ့ရိုက်ဆူရူရနဲ့ရှင်ပြန်ထုတ်တက်ခွင့်ရရှိခဲ့တယ်ပေါ့နော်အဲ့ဒီပွဲမှာဆိုရင်လည်းဂျော်ရှာဗန်ကကျွန်တော်ရိုက်ဆူရူရကို your name decision အမှတ်အပြတ်တက်တဲ့အနိုင်ရရှိခဲ့တယ်ဗျအဲ့ဒီနောက်ပိုင်း2025ဂျွန်လ9ရက်နေ့မှာဆိုရင်တော့ UFC ဘက်ကဂျော်ရှာဗန်ကို ဘရာဇီးယားဖိုက်တာတူဖြစ်တဲ့ဘရူနိုဆီဗာနဲ့ပွဲတည်ပြီးခဲ့တယ်ဗျ။အဲ့တော့ UFC 316ဆိုတဲ့ခေါင်းစဉ်အောက်ကနေပွဲတဲပေးပြီးတော့မှဂျော့ဂျော့ဗန်နေနဲ့ဒါဘရူနိုဆီဗာကိုတုံးချင်မြောက်မှာ technical knockout နဲ့ဒါအနိုင်ရယူပြတ်သွားနိုင်ခဲ့တယ်မနော်အဲ့တော့အရင်နောက်ပိုင်းမှာဆိုရင်တော့ဂျော့ဂျော့ဗန်ကလုံးဝကျွန်တော်တို့ဒီ UFC ရဲ့ flyweight ranking ထဲကိုဝင်ရောက်လာခဲ့တယ်ပေါ့နော်ဝင်ရောက်လာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒီ UFC 317ပေါ့နော်ဒါဂျွန်လ28ရက်နေ့2025ခုနှစ်မှာဒါဂျော့ဂျော့ဗန်က Brandon Rybo ဆိုတဲ့ fighter နဲ့ရှင်ပြိုင်ထူးတက်ခွင့်ရရှိခဲ့တယ်ဗျာ ဲ့တော့ပြောမယ်ဆိုဒီပွဲကလည်းဂျိုရှာဘန်အတွက်ကန်ကျမအလဲအပြောင်းကြီးတစ်ခုဖြစ်လာခဲ့တယ်လို့ပြောမှာပေါ့နော်အဲ့တော့ဒါကလည်းကျွန်တော်ဂျိုရှာဘန်ရဲ့ဒီကြိုးစားအားထုတ်မှုဒီပေးဆက်မှုတွေဒါရှောက်လန်းလာခဲ့တဲ့ခီးကျန်းတွေအကုန်လုံးကျွန်တော်တက်ဆိုင်မှုရှိတယ်ပေါ့နော်ဒါလုံးဝဒီကန်ကြီးပဲကောင်းလို့လေကျွန်တော်တွားပြီးပြောလို့မရအောင်ပေါ့နော်အဲ့တော့ဒီ Brandon Rybo ကမူလကဒီ UFC 317ဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့မှကျွန်တော်ဒီမနီခဘီဆိုတဲ့ဖိုင်တာနဲ့ရှင်ပြန်ထိုးတက်သွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့မနီခဘီကဒါ ဒီဒဏ်ရာပြဿနာကြောင့်နှုတ်ထွက်သွားတယ်အဲ့တော့ UFC ဘက်ကဂျိုဆွာဘန်ကိုကန်လန်းလိုက်တယ်ဗောဂျိုဆွာဘန်ကโอเคလဲစင်ပြည်တယ်ဆိုပြီးတော့မှကျွန်တော်ဒီပွဲကိုဒါဝင်ရောက်ရှင်ပြန်ထိုးတက်ခွင့်ရရှိသွားခဲ့တာဖြစ်တယ်ဗောနော်အဲ့တော့ဒီနေရာမှာမိခွန်ထုတ်စရာတစ်ခုရှိတာကဂျိုဆွာဘန်အနေနဲ့ကျွန်တော်ဒီပွဲကိုလက်ခံပြီးထိုးတက်တာက UFC ဘက်ကကျွန်တော်ဒီကန်လန်းချင်းလောက်တဲ့ဒီအကြောင်းပြချက်တွေရှိနေတဲ့အတွက်ကြောင့်ဂျိုဆွာဘန်ကိုကန်လန်းတာဖြစ်တယ်ဗောနော်နံပါတ်1ကတော့ပြောလို့ဂျိုဆွာဘန်က UFC ဒီ flyweight တန်းမှာ active fighter တူဦးဖြစ်တယ်ဘေချင်းကိုကိုတူအနေနဲ့ ready ဖြစ်နေတဲ့ fighter တူပေါ့နော်ဒီအတွက်ကြောင့်မို့ Joshua Van ကိုကျွန်တော်ဒါခေါ်ယူရချင်းဖြစ်တယ် number 1ကတော့ပြောအောင်ဆိုရင် Joshua Van ကဒီ UFC မှာတော်တော်လေးကိုဒါအနစ်နာခံခဲ့တယ်ဒါပေးစမှုတွေအများကြီးရှိခဲ့တယ်ပေါ့နော်အဆောင်ပိုင်းမှာကျွန်တော်တောင်းလျှောက်ပြောလာတဲ့ဒီ Joshua Van ရဲ့ဖြတ်တန်းလာခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်တွားပြီးကြည့်လိုက်မယ်ဆိုတော့ဒီလူစားဝင်ပြီးတော့မှထိုးတက်ခဲ့ရတဲ့ပွဲစဉ်ကတော်တော်လေးများတယ်ပေါ့နော်အချုပ်ပြီးတော့ကြည့်လိုက်မယ်ဆိုတော့ဒီနှစ်ပွဲလောက်ထိကျွန်တော်မြင်တွေ့ရတယ်လုံးဝကောင်းကောင်းမွန်တဲ့ပွဲတွေပြီးတော့ထိုးတက်ခဲ့တဲ့ပွဲတွေပေါ့နော်ဒါနောက်ဆုံးပွဲမှာဆိုရင် Joshua Van ထိုးနီးသူပဲဗျဒီ Brandon Rybo နဲ့ပွဲမှာ သူ့အနေနဲ့လူစားဝင်ပုံစံမျိုးနဲ့ဒါဒီနှစ်ပတ်လောက်နှစ်ပတ်သုံးပတ်လောက်အလိုမှာပဲပေါ့နော်ဒါအကြောင်းကြားခံရပြီးတော့မှဒီဖိုင်တောင်ကိုကျွန်တော်တို့ဒီအနိုင်ရယူအောင်ရှင်ပြန်ထိုးတက်ပြသွားနိုင်ခဲ့တယ်ပေါ့နော်အဲ့ဒီပွဲစဉ်မှာဆိုရင်လည်းသူ့အနေနဲ့ပြန်ဖက်ကိုလုံးဝဒါအကျိတ်အနေနဲ့ဒီ queen ထဲမှာရှိတဲ့ပရိသတ်တွေရောကဘာတော်မှာရှိတဲ့ MMA ချက်နေတဲ့ပရိသတ်တွေရောအားလုံးကိုသူ့အနေနဲ့ဒီအကောင်းဆုံး performance ပြသွားခဲ့တယ်ပေါ့နော်အဲ့ဒီပွဲစဉ်ကဒါကျွန်တော်မြန်မာတနိုင်ငံလုံးဒါမကပဲကျွန်တော်တခြားတော့ဒီကဘာတော်ကအမမေပရိသတ်တွေကြားမှာပါတော်တော်လေးနာမည်ကြီးသွားတယ်ပေါ့နော် ဲ့တော့အဲ့ဒီပွဲစဉ်ကဘာကြောင့်နာမည်ကြီးတလဲလို့ပြောမယ်ဆိုတော့ဒီနံပါတ်1ကတော့ဂျော်ဂျာမန်နေနဲ့လူဆောင်းဝင်ထိုးတက်တဲ့အနေအထားမှာပြိုင်ဖက်ကိုဒါအနိုင်ရအောင်ကျွန်တော်ထိုးတက်ပြသွားနိုင်တဲ့အနေအထားမျိုးထိဒါဖန်တီးနိုင်ခဲ့တယ်ဗောနော်အဲ့တော့ဒုတိယတစ်ချက်ကတော့အဲ့ဒီပွဲစဉ်မှာအနိုင်ရရှိတဲ့ဖိုင်တာကချန်ပီယံခပ်ပတ်လူခွင့်ပေးမယ်ဆိုပြီးမှဒနာဝိုက်ကိုတိုင်ပြောဆိုထားခဲ့တဲ့အတွက်ကြောင့်ဒီပွဲစဉ်ကိုအားလုံးကလည်းကျွန်တော်စိတ်ဝင်စားနေဆောင်မျိုးကြည့်ရှုခဲ့ရတယ်ဗောနော်အဲ့တော့ဂျိုဂျိုမန်ကပြောမှဆိုတော့ဒီ flyweight ranking အဆင့်30ကျော်အနေထားလောက်ကနေပြီးတော့လုံးဝဒီအဆင့်1မှာရှိတဲ့ ဒါ Brandon Rival ကိုနှာရှင်မြန်ထူးတက်ပြီးတော့မှဒီ Champion ခပ်ပတ်လူခွင့်ပါရရှိသွားခဲ့တယ်ပေါ့နော်။ဒါနည်းနည်းနော်နော်ဆွမ်းဆောင်ရည်မျိုးတော့မဟုတ်ဘူး။ပြင်ဆင်ချင်းကျွန်တော်နည်းနည်းလေးရတဲ့အနေထားကနေအကောင်းဆုံးဆွမ်းဆောင်ပြန်သွားခဲ့တာပေါ့နော်။ဒီ Fighter အဲ့တော့ဒီလိုအနေထားမျိုးမှာ Joshua Van ကသူ့ဆွမ်းဆောင်ရည်အနေထားကဘယ်လောက်ထိကောင်းနေတယ်လဲဆိုတာကိုကျွန်တော်တွားပြီးတော့မှဒါကမှန်လို့ရတယ်မနော်သူအနေနဲ့ဒီအချိန်တူအတွင်းမှာပြောင်းလဲမှုတွေအများကြီးနဲ့ဒီလူစားဝင်ထိုးတက်တဲ့ပွဲတွေအများကြီးနဲ့ကျွန်တော်ထိုးတက်လာခဲ့တဲ့ fighter တအူးဖြစ်တဲ့အပြင်ကိုစွမ်းဆောင်ကြီးကလည်းကျွန်တော်တပွဲနဲ့တပွဲပြိတ်သက်တွေအားလုံးက ဒီစောင့်ကြည့်ခြင်းစရာကောင်းလောက်တဲ့အနေအထားမျိုးတည်တာရောက်ရှိခဲ့တယ်ဗောနော်အဲ့တော့အဲ့ဒီပွဲစဉ်ပြီးသွားတဲ့နောက်ပိုင်းမှာပဲဂျော်ရှောဘန်ကဒါလုံးဝဒီဒီလာမဲ့ဒီဇင်ဘာလ9ရက်နေ့ဗောနော် UFC 323ဆိုတဲ့ခေါင်းစဉ်အောက်ကနေဒါသူ့အနေနဲ့ဒုတိယကောင်ပွင့်အနေနဲ့ချန်ပီယံခပ်ပတ်လူပွဲကြီးကိုအရှင်ပြန်ထိုးတက်သွားတော့မှာဖြစ်တယ်ဗောနော်အဲ့တော့ဂျော်ရှောဘန်နဲ့ဘရန်ဒန်ရိုက်ဘိုလူရဲ့ပွဲစဉ်ကတော့ဒါဂျော်ရှောဘန်အတွက်ဒီမတန်အစ်စ်တွေဆန်ချင်းအစ်စ်တွေကိုချိုးဖောက်နိုင်ခဲ့တဲ့ပွဲစဉ်တပွဲလို့လဲကျွန်တော်ပြောလို့ရတယ်ဗောနော်အဲ့ဒီပွဲစဉ်ကဂျော်ရှောဘန်ကိုကျွန်တော် Fight of the Night အဖြစ် ဒါသူ့ရဲ့ဒီ fighter ဘွားမှာကျွန်တော်ပထမဦးဆုံးကျွန်တော်မှတ်တမ်းဝင်ခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်သူ့အနေနဲ့ဒီအပူစုဂျေးဒေါ်လာ9000ကိုလေဒါပထမဦးဆုံးအကြိမ်ရရှိထားခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဒီပွဲမှာကျွန်တော်နောက်ထပ်ထူချတာတစ်ခုကကျွန်တော်ချောပန်နေနဲ့ဒီပြိုင်ဖက်ကိုကျွန်တော်416ချက်ပေါ့နော်ဒီ၃ချီအတွင်းကျွန်တော်ဒီထိချက်ရအောင်ဒါပြိုင်ဖက်ကိုတိတိမိမိထိုးနိုင်ပြီးတော့မှဒါ UFC ရဲ့ကျွန်တော်ဒီတမနစ်နှုံထားမှာပေါ့နော်ထိချက်ဘယ်လောက်ထိရရှိခဲ့တယ်လဲဆိုတဲ့အပိုင်းမှာကျွန်တော်ချောပန်က ဒါနံပါတ်1ကျွန်တော်ဒီထိတ်ဆုံးနေရာကိုဒါရက်တန့်နိုင်ခဲ့တာပဲဖြစ်ပါလေအဲ့တော့ဆိုလိုတဲ့အဓိပ္ပာယ်ကဒါဂျိုချွန်ဘန်ကပြောမှဆိုအချိန်တူအတွင်းမှာဒါတိချက်အရေးအတွက်အများကြီးရနိုင်ခဲ့တဲ့ fighter တဦးအဖြစ်ဒါ flyweight တမ်းမှန်ရောပြီးပြီဆိုရင်ဒီ UFC အဖွဲ့အစည်းတစ်ခုလုံးမှာရောဒါသူ့နဲ့ထိတ်ဆုံးကနေနေရာယူပြီးတော့မှဒါမှတ်တမ်းတင်နိုင်သွားခဲ့တာပဲဖြစ်တယ်ပေါ့နော် Okay ဒါတွေအားလုံးကတော့ဂျိုချွန်ဘန်အနေနဲ့သူဖြတ်တန်းလာခဲ့တဲ့ခက်ခဲကြမ်းတမ်းလွန်လာတဲ့ UFC ခီးကျန်းတွေဖြစ်တယ်ဗျအစကတော့ဒီအကြောင်းအရာတွေကိုအသေးစိတ်ပြောမယ်လို့မရည်ရွယ်ခဲ့ဘူးပေါ့နော်တော်ပေမဲ့လည်း ဒါကျွန်တော်ပြည်သက်တွေတရှိသွားအောင်ဒါကျော်ချော်ဖန်ဖြတ်တန်းလာခဲ့တဲ့လမ်းကြောင်းကကျွန်တော်ထင်ထားတာထက်အများကြီးဒီခက်ခဲမှုတွေဒီစိန်ခေါ်မှုတွေအများကြီးကနေပြီးတော့မှဒီလက်ရှိကျွန်တော်ချန်ပီယံခပ်ပတ်လူခွင့်ရတဲ့အချိန်ထိကိုကျွန်တော်ရောက်ရှိလာခဲ့တဲ့အကြောင်းတွေကိုသိစေချင်တာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်နံပါတ်1အကြောင်းလေးကိုတွန်းလိုက်အောင်ပါနံပါတ်1အကြောင်းကတော့ဒါ UFC နာမည်ကြီးချန်ပီယံတွေရောပြည်ပစဉ် UFC တကယ်နာမည်ကြီးဖိုင်တာတွေရောဒီလိုက်လို့မမီနိုင်တဲ့ကျော်ချော်ဖန်ရဲ့စံချိန်ပေါ့နော်အဲ့တော့အတိအအပြင်းတော့စံချိန်ရပြောမယ်ဆိုတော့ဒါ၃ခုလောက်ရှိမှာဗျာ နံပါတ်၁ကတော့ flight weight တမ်းမှာထိချက်အစိုးမိုးနိုင်ဆုံး fighter တအုပ်အဖြစ်မှတ်တမ်းတင်ထားတာပဲဖြစ်ပါတယ်ဒီမှတ်တမ်းဟာဆိုရင်တော့ Joshua Van နေနဲ့ထိတ်ဆုံးကနေရက်တည်နေတာပဲဖြစ်ပါတယ်အဲ့တော့ Joshua Van ရဲ့ဒီ flight weight တမ်းမှာသူ့ရဲ့ဒီထိချက်အချိုးအစားအရပြောမယ်ဆိုရင်တော့2.5ရှိတယ်ဗျအဲ့တော့ဒါကိုနားလည်အောင်ပြောမယ်ဆိုရင်တော့ပြိုင်ဖက်ကကိုယ်ကိုတစ်ချက်ထိုးလိုက်မယ်ဆိုရင် Joshua Van ကဒီနှစ်ချက်ခွဲလောက်ထိုးနိုင်တဲ့နှုံထားမျိုးရှိတယ်ဗောနော်ဒီဘက်မှာကျွန်တော်ပြိုင်ဖက်ကနှစ်ချက်ထိုးလိုက်မယ်ဆိုရင် Joshua Van ကဒီကောင်တာပြန်ထိုးတဲ့နေမှာဒါ9ချက်လောက်ဒါသူ့အနေနဲ့ ထိအောင်ထိုးနိုင်တဲ့အနေအထားမျိုးရှိတာကိုဆိုလိုတာဖြစ်ပါတယ်နံပါတ်1ကတော့ UFC အဖွဲ့အစည်းမှာခြေထွက်လက်ထွက်အမြန်ဆုံး fighter အဖြစ်မှတ်တမ်းတင်ထားတာပဲဖြစ်ပါလေ။အဲ့တော့ Tony Dube ဒီခြေထွက်လက်ထွက် fighter တွေထဲမှာ Joshua Van ကဒီအထိတ်ဆုံးထဲက fighter တအူးဖြစ်နေတယ်ပေါ့နော်။ဒါသူသူ့အပေါ်မှာဘယ်သူမှမရှိတော့ဘူး။ဒါသူ့ရဲ့ဒီခြေထွက်လက်ထွက်နှုံထားကိုကျွန်တော်တွားပြီးအသေးစိတ်လေ့လာကြည့်လိုက်မယ်ဆိုရင်တော့ Joshua Van ကဒီတမနစ်ပေါ့နော်။ဒါ second 60အတွင်းမှာဒါထိချက်အရကျွန်တော်9ချက်နီးပါးလောက်ပြန်ဖက်ကို ဒါတိတိမိမိနဲ့ထိုးနိုင်တဲ့ဒီစွမ်းဆောင်ရည်မျိုးရှိတာကိုဆိုလိုတာဖြစ်တယ်ပေါ့နော်ဒါအတိကျတော့ကျွန်တော်တို့8.86နှုန်းနဲ့ဂျော်ရှာမန်ကတက်မိနစ်မှာဒါထိချက်ရရှိနိုင်တဲ့ဒီအနေထားနဲ့ကျွန်တော်ဒီစံချိန်ကဒီထိတ်ဆုံးမှာနေရာရယူထားတာဖြစ်တယ်ဗျအဲ့တော့ဒီမှတ်တမ်းဟာဆိုရင်တော့ပြောမယ်ဆိုရင်တော့ဒါတော်တော်လေးကိုအထင်ကြီးစရာကောင်းတဲ့မှတ်တမ်းမျိုးဖြစ်ပြီးတော့မှဒါတူထက်ကျွန်တော်ဒီခြေထွက်လက်ထွက်မြန်တဲ့ fighter ဆိုတာကျိုးရှာယူရဖို့ဆိုတော့တော်တော်လေးကိုခက်ခဲတဲ့အနေထားမျိုးရှိနေတယ်ဗောနော်အဲ့တော့ဒီမှတ်တမ်းကို ဘယ်သူကချိုးဖောက်နိုင်မလဲဆိုတာကတော့ကျွန်တော်တို့အနေနဲ့ဒီဆယ်စုနှစ်တခုကြာလောက်စောင့်ကြည့်သွားမယ်အနေအထားမျိုးရှိတယ်။ Okay အဲ့တော့နံပါတ်3ကိုတွန်းလိုက်အောင်ပြန်နံပါတ်3ကတော့ဒီ network အတွင်းမှာဒီအကောင်ဆုံးကျွန်တော်တို့တွဲဆိုင်စည်ရင်းဝင်ခဲ့တာပေါ့နော်။အဲ့တော့ဒီလိုလုံနိုင်ဖို့ဆိုတာကတော့ဖြစ်နိုင်ချေတော့ရှိတယ်ဆိုပေမဲ့ဒါ Joshua Van အတွက်သူ့ရဲ့ဒီအသက်အရွယ်အရပြီးပြီဆိုရင်သူ့ရဲ့ဒီစွမ်းဆောင်ရည်အရပြောမယ်ဆိုရင်တော့ဒါခက်ခဲတဲ့အနေအထားမျိုးတခုရှိတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ Joshua Van ကလုံးဝအကောင်ဆုံးအနေအထားထိတော့မှကျွန်တော်မရောက်သေးဘူး။ ြောမယ်ဆိုတော့ဝါနှုတ်သေးတယ်ပေါ့နော်ဖိုင်တာဘွားကျွန်တော်9နှစ်လောက်ပဲကောင်းကောင်းကျင်လည်ရသေးတယ်ဒီအနေထားမျိုးလောက်ထိရောက်ရှိနိုင်ခဲ့တယ်ပေါ့နော်ဒါနည်းနည်းနော်နော်ဆွမ်းဆောင်ရင်တော့မဟုတ်ဘူးအဲ့တော့သူ့ရဲ့အသက်အရွယ်နဲ့ဒါတခြားသောဖိုင်တာတွေသူ့အတိုင်းကျွန်တော်တို့ဒီမှတ်တမ်းတွေစံချိန်တွေဝင်ဖို့အတွက်ဆိုရင်တော့တော်တော်လေးကိုကြိုးစားရယူရမယ်ပေါ့နော်ဒါလိုက်ဖို့လည်းတော်တော်လေးကိုခက်ခဲတယ်လို့တော့ဒါကျွန်တော်ကတော့အယူဆထားတယ်။ Okay ဒါဆိုရင်ကျွန်တော်နံပါတ်3အကြောင်းအရာကိုတွန်းလိုက်အောင်ပါ။နံပါတ်3ကတော့ UFC 323မှာ Joshua Van Nee နဲ့ Champion Cup အလုပ်ပွဲအတွက်ပေါ့နော်။ဒါသူ့ရဲ့ထူးခြေက ဘလောက်ထိရရှိသွားနိုင်ချေရှိသလဲပေါ့နော်အဲ့တော့ကျွန်တော် intro မှာပြောဆိုခဲ့တယ်လို့ပေါ့နော်ထူးချင်းနဲ့မသက်ပြီးတော့မှဒါနှမျိုးပြောပြသွားမယ်ပေါ့နော်တမျိုးကတော့ဒီနိုင်သွားတဲ့အနေထားပေါ့နော်တမျိုးကတော့ရှုံးသွားတဲ့အနေထားပေါ့နော်အဲ့တော့ကျွန်တော်ဒီရှုံးသွားတဲ့အနေထားနေပြီးတော့မှပြောလိုက်အောင်ပါအဲ့တော့ champion ခက်ပလူပွဲပွဲစဉ်တပွဲဖြစ်တဲ့အတွက်ကြောင့်မို့အခြေခံထူးချင်းပေါ့နော်ဒေါ်လာ9သိန်းရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဒေါ်လာ9သိန်းမှာကကျွန်တော်တို့ဒီ PVP ဒါကြီးစုတဲ့ဂျီတွေမပါသေးဘူးပြီးစပွန်ဆာဂျီတွေမပါသေးဘူးပေါ့နော်အဲ့တော့ဒါအခြေခံထိုးဂျီကကျွန်တော်တို့ ဒီပွဲတပွဲထူးကြီးအတွက်9သိန်းတွတ်ထားမယ်ဒီ PPV ကြီးကတော့အတိအကျတွတ်လို့မရဘူးဒါပြည်သက်အပီးတဲ့ဒါအင်အားပေါ်မူတည်ပြီးတော့မှဒီပွဲရဲ့စိတ်ဝင်စားမှုပေါ်မူတည်ပြီးတော့မှဒါကြီးကများသွားနိုင်ခြေရှိသလိုဒါနေသွားနိုင်ခြေလေးရှိတယ်ပေါ့နော်အကံမကောင်းလို့ရှုံးနေသွားခဲ့မယ်ဆိုရင်တော့မှထူးကြီးအနေဆုံးအားပြန်တော့ကျွန်တော်ဒီ6သိန်းပတ်ချလည်လောက်ရှိမှာပေါ့နော်အနေဆုံးတော့ကျွန်တော်9သိန်းပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်ရှုံးနေသွားနိုင်တဲ့အနေအထားမျိုးအကယ်၍နိုင်သွားမယ်ဆိုရင်တော့ဂျော်ရှာဗန်က ဒါနောက်ထပ်ကျွန်တော်ပို့သွားမယ်ပေါ့နော်တသိန်းနဲ့ပုံပုံနဲ့နှစ်သိန်းနဲ့ပုံပုံမယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ Joshua Van နဲ့ဒီ UFC ကြားချုပ်ဆိုထားတဲ့စာချုပ်ကိုကြည့်ရမယ်ပေါ့နော်စာချုပ်မှာကဒီတပွဲရဲ့အခြေခံထိုးကြီးဘယ်လောက်လဲဆိုတာရှိတယ်ပေါ့နော်အကယ်၍ Joshua Van ကတပွဲရဲ့အခြေခံထိုးကြီးက9000တသိန်းလောက်ရှိမယ်ဆိုတော့ဒီ Champion Cup လူပွဲမှာကကျွန်တော်ရဲ့အထင်ပေါ့နော်အဲ့ဒီအခြေခံထိုးကြီးကစာချုပ်နဲ့ဤသူဒါနိုင်တဲ့အတွက်ကြောင့်မို့သူ့ကိုကျွန်တော်တို့ဒေါ်လာ9000ကိုကျွန်တော် plus 3000ပေါ့နော်6000ပြန်ပေါင်းတာမျိုးလေးဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ ဒီတချို့ကတော့ပြောကြတယ်ဗျာဒီထူးကြီးရဲ့ဒီတဆကဒါနိုင်သွားမယ်ဆိုရင်စုငွေနေနဲ့ရတယ်လို့ပြောတာပေါ့နော်အဲ့ဒါတော့မှန်တယ်ဗျာဒီခပ်ပလူပွဲအတွက်ကတော့ကျွန်တော်တွားပြီးလေ့လာကြည့်တလို့ဆိုရင်ပေါ့နော်ဒီချန်ပီယံခပ်ပလူပွဲမှာဒါနိုင်သွားတဲ့ဖိုင်တာတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးဒီချန်ပီယံခပ်ပပိုင်ရှင်တော့မဟုတ်ဘူးတွားခပ်ပလူပွဲမှာတွားလူတယ်လူတဲ့အချိန်မှာ तू ကအချိန်ကန်ကျွန်တော်ခပ်ပလူပွဲထူးကြီး၅သိန်းပေါ့ဒါပေမဲ့ तू နိုင်သွားတဲ့ဘောနဲ့ကြီးကတချို့မှတ်တမ်းတွေရ၁သိန်း၁သိန်းကျော်လေးတွေပေါ်ပြန့်ထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ထင်တာကတော့ तू က ဒီကပလူပွဲမှာပေးတဲ့ထူးကြီးကတီးတန့်တီးတန့်ပေါ့နော်ပြီးပြီဆိုရင်စာချုပ်မှာပေးထားတဲ့အခြေခံထူးကြီးကတီးတန့်ပေါ့နော်ဒါအဓိကအပြည့်တော့အခြေခံထူးကြီးကိုသူကသစပြန်တင်ပေးလိုက်တာပေါ့နော်ကျွန်တော်တို့ကဒီဂျိုရှော်ဖန်ရဲ့အခြေခံထူးကြီးကိုကြည့်ရမယ်ဗျဒီကပလူပွဲ9သိန်းကိုတော့ဒါမဒီတော့ပြီးတော့တွက်လို့မရဘူးเนาะဒီ9သိန်း9သိန်းဖြစ်တယ်သူရဲ့တပွဲဒီခပတ်မတိုင်ခင်အခြေခံထူးကြီးကတသိန်းဆိုရင်ကျွန်တော်တသိန်းပြန်ပေါင်းလိုက်6သိန်းဖြစ်မှာပေါ့နော်အဲ့တော့စပွန်ဆာဂျေးပါညာပြန်ပေါင်းလိုက်မယ်ဆိုရင်တော့ဒါ9သိန်းတော့ကျွန်တော်တွက်လို့ရ PP ဂျေးပါညာတွက်လိုက်မယ်10သိန်းပေါ့နော်အဲ့တော့အားလုံးကျွန်တော်ပြိတဲ့ အပိမှုကျင်းကျင်းတယ်လို့ကျွန်တော်ဝင်ငွေကပို့ပြီးများလာဖို့ရှိတယ်ဗောနော်အဲ့တော့ Joshua Van Dee နဲ့ဒေါ်လာတန်ကနန်နီးပါးလောက်ရသွားနိုင်ဖို့များတယ်တန်လဲကြုံလဲကြော်သွားနိုင်ဖို့များတယ်ဗောနော်တို့ပေမဲ့လည်းပို့ပြီးဖြစ်နိုင်ဖို့ရခင်တော့များလာတော့တန်ပတ်ချာလဲလောက်ရရှိသွားနိုင်ဖို့အနေအထားမျိုးရှိပါတယ်โอเคအဲ့တော့ကျွန်တော်နံပါတ်၄အချက်ကိုတွန်းလိုက်ရအောင်ပါနံပါတ်၄ကတော့ခပတ်လူပွဲမှာနိုင်ရင် Joshua Van Dee နဲ့နောက်ထပ်ဒါတင်သွားနိုင်တဲ့စံချိန်တက်တွေအကြောင်းဗောနော်အဲ့တော့ကျွန်တော်တို့ကတော့ပြောမယ်ဆိုတော့ဒီအနိုင်ရရှိဖို့အတွက်တော့မျောလင့်ထားတယ် ဒါနိုင်ဖို့တော့ခွင့်ရင်းနဲတယ်လို့ဒါအလုံးကတော့ပြောကြတယ်ပေါ့နော်ဒါဒီ MMA အားကစားဆိုတာကတော့ဘာမှဒီအတိအကျပြောလို့မရဘူးဘာမှမဆိုဖြစ်သွားနိုင်တယ်လို့ဂျိုချိုဗန်ကလည်းဒီကျွန်တော်တို့တပွဲထက်တပွဲပရိသတ်တွေလုံးဝမထင်မှတ်ထားတဲ့ပုံစံတွေကိုချပြနေတယ်ပေါ့နော်အဲ့တော့ဒီလာမယ့်ပွဲစဉ်ကလည်းဒါမထင်မှတ်ထားတဲ့ပုံစံချပြပြီးအနိုင်ယူပြသွားမယ်ဆိုရင်တော့ဒါကျွန်တော်ပရိသတ်တွေအလုံးအတွက်လုံးဝဒါဝမ်းတာစရာဖြစ်သွားမှာပေါ့နော်ဒါအပြင်သူ့အနေနဲ့ဒီနောက်ထပ်ကျွန်တော်လုံးဝမထင်မှတ်ထားတဲ့စံချိန်တွေကပါ ချိုးဖောက်သွားနိုင်မှုများနေတယ်ပေါ့နော်အဲ့တော့ဒီမထင်မှတ်ထားတဲ့စံချိန်ချိုးဖောက်သွားနိုင်တဲ့နေရာမှာကျွန်တော်၃ခုလောက်ဆွဲနှုတ်ထားတယ်ပေါ့နော်ပထမတစ်ခုကတော့ကျွန်တော်ပထမဆုံးတော့အာရှအမျိုးသားချန်ပီယံပေါ့နော်အဲ့တော့ကျွန်တော်ဒီအမျိုးသားဖိုင်တာတွေထဲမှာဆိုရင်တော့ဒီချန်ပီယံခပ်ပတ်လူခွင့်အဆင့်အထိရောက်ရှိလာခဲ့တဲ့ဖိုင်တာတွေဒီအာဆီယံမှာအများကြီးရှိတယ်ပေါ့နော်တိုးဝင်မဲ့လေချန်ပီယံတူအနေနဲ့တော့မဖြစ်လာခဲ့ဘူးအဲ့တော့ဂျော့ရှွာဖန်ကအကင်၍ဒီပွဲနိုင်တော့မယ်ဆိုရင်တော့ကျွန်တော်အာဆီယံအာဆီယံနိုင်ငံတွေအားလုံးထဲမှာမှာ ဒါအာရှရဲ့ပထမဦးဆုံးတော့ UFC ချန်ပီယံတူအဖြစ်မှတ်တမ်းဝင်သွားမှာပေါ့နော်ဒီအမျိုးသမီးကတော့ရှိပီတာဖြစ်ပါလေပြိတ္တတွေအားလုံးသိကြတယ်စန်းဝေလီလို့ခေါ်တယ်ပေါ့နော်ဒါသူကလက်ရှိအမျိုးသမီးရဲ့ဒီအာရှရဲ့ပထမဦးဆုံးတော့ UFC ကကမ္ဘာချန်ပီယံတူဖြစ်တယ်အဲ့တော့ဒါတော့နံပါတ်တစ်ချက်ဖြစ်တယ်ဗျနံပါတ်2မှာကတော့ဒီဂျော့ချော့ဗန်ကဒီချန်ပီယံကပ်မှာလုပွဲလာနိုင်သွားမယ်ဆိုရင်တော့ဒီ upset of the year ပေါ့နော်2025တနှစ်တာလုံးရဲ့လုံးဝမထင်မှတ်ထားတဲ့ဆုကိုဂျော့ချော့ဗန်ကရရှိသွားနိုင်ဖို့ဒါအလားအလာရှိနေပါတယ် ါနောက်နောက်တစ်ခုအရာပြောမယ်ဆိုရင်တော့ဒါ international fighter order ရေးရပါတော့တကယ်ဒါ international fighter ဒီ international နိုင်ငံတွေအားလုံးကအပတီယာနဲ့အပီကေရဲ့ fighter ပေါ့နော်ဒီအောင်လအဆန်းတို့လိုမျိုးပေါ့နော်ဒါအောင်လအဆန်းဆိုရင်2018မှာ international fighter order ရေးရဆိုတဲ့စုကိုစုခုရယူနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ Joshua Van ကလည်းဒီစုနဲ့နှိစက်သွားနိုင်တဲ့အနေအထားမျိုးများတယ်။အဲ့တော့ကျွန်တော်ရဲ့ဒါတဦးတယောက်တည်းအမြင်ရဆိုတော့ Joshua Van နေနဲ့ဒီ Alexander Patujan ကိုအလဲထိုးနဲ့အနိုင်ရယူသွားမယ်ဆိုတော့ဒီ International Fighter Order ရေးရဆိုတဲ့စုက ရရှိသွားနိုင်ဖို့အရာတော်တော်လေးများတယ်ဒုတိယနေရာမှာတော့ absent of the year ပေါ့နော်အဲ့နှစ်ခုကတော့ကျွန်တော်ကြီးလို့မလွတ်ဘူးလို့ဒါထင်ထားတယ်ပေါ့နော်အဲ့တော့ပြည်သက်တွေနေနေတော့ဒါဘယ်လိုမျိုးထင်မြင်ယူဆထားတယ်လဲတော့မသိဘူးအောက်ကခွန်မတ်မှာကျွန်တော်ဝင်ရောက်ပြောဆိုတွားပြလို့ရတယ်ဗျ Okay အဲ့တော့ကျွန်တော်ဒီကနေ့မှာတော့ဒါ Joshua Van နဲ့ပတ်သက်ပြီးတော့မှဒါစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာ၄ခုပေါ့နော်အဲ့တော့ video တော့နည်းနည်းလေးရှည်သွားတယ်ဒါပေမဲ့လည်းကျွန်တော်ဒါ Joshua Van ပွင့်စဉ်နီးလာတာနဲ့အတူပေါ့နော် Joshua Van ရဲ့အကြောင်းလေးကိုတင်ဆက်ပေးရတာကလည်းဒါပီတိ အားရဖြစ်မိတယ်လို့ဒါပရိသတ်တွေအလုံးကိုပြောပြလို့နေပြ။ Okay အဲ့တော့ကျွန်တော်ဒီကနေ့ရဲ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။ကျွန်တော်နောက်လာမယ့်နေ့တွေမှာဆိုရင်ဒါဂျော်ရှော်ဘန်ရဲ့ဒီနောက်ထပ်ကျွန်တော်တို့ဒီစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုဒါရှာကြံစုစည်းပြီးတော့မှတင်ဆက်ပြီးသွားပြီးလို့ရှိတယ်ပေါ့နော်။ဒီအတွက်ကြောင့်မို့လဲဒါဆောင်ပြီးကြီးကြီးအပီဖို့ဒီကနေ့အလုံးကိုဖိတ်ကွက်ချင်ပါတယ်။ကျွန်တော်ကတော့အစစင်းတင်ဆက်သူဂျိုးဆက်ပဲဖြစ်ပါတယ်။အလုံးပဲတာယာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ။